မန္တလေးငရဲ့ကြီးကြောင်တိရခဲ့တဲ့ရေလောင်တမန်နဲ့ရေအဆောက်များအားပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန်ဤပညာဆိုင်ရာများနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတမန်ကြီးဆိုင်ရာအမျိုးသားကော်မတီနဲ့ဆယ်များဝန်ထမ်းဟောင်းများအသင်းတို့မှဤနေရာပညာရှင်များကအကွင်းစင်းဆောင်ရွက်ခဲ့ကြလို့သိရပါတယ်။အဆိုပါငရဲ့တန်းကြောင်နေပြည်တော်စီဝင်တိုင်းကော်စီမှ ထိန်းသိမ်းစီမံလျက်ရှိတဲ့ရောင်မြင်ချောင်းမကြီးနဲ့ရေငန်စားတဲ့ရေလောင်တမန်များပြင်ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှထိန်းသိမ်းစီမံလျက်ရှိတဲ့ရေလောင်တမန်များရဲ့ထိခိုက်ခဲ့မှုများအပေါ်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်သွားမှာလည်းဖြစ်ပါတယ်။ဒါအပြင်မန္တလေးတိုင်းဒေသကြီးဝမ်းတွဲမြို့နယ်တွင်ရှိအသည့်ပြန်လဲတိဆောက်ဆဲဖြစ်တဲ့စမုံရင်ကုတ်ပြုံရဲ့အောက်ခံမြေသားနဲ့အုံမြပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အတွက်ဆောင်ရွက်စဲစမုံရင်ကုတ်ပြုံအားနေရာပြောင်းချွေတိဆောက်သွားမှာလည်းဖြစ်ပါတယ်။ အဆိုပါရင်ကုန်ပြည်ဟာ2024ခုနှစ်အောက်တိုဘာလအတွင်းမိုးသီးတန်စွာရွာသွန်းမှုများကြောင့်ရေများလုံရင်စီးဝင်ခဲ့တဲ့အတွက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သလိုအသည့်ပြန်လည်တိစောက်ခဲ့ပြီးအခုငရင်တန်ကြောင့်ထိခိုက်မှုများထပ်မံဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်အင်အားပြင်းထန်တဲ့အရင်တန်းနဲ့ကြီးမားတဲ့ရေကြီးရေချမ်းမှုတန်ခံနိုင်မဲ့ဒီဇိုင်းပုံစံကိုရေးဆွဲဆောင်တော့မှလည်းဖြစ်ပါတယ်။လက်ရှိမှာဆောင်ရွက်ပြီးရေလောင်တမန်များနဲ့ရေအားစောက်များကိုလည်းပုံမှန်ခံနိုင်မှုရှိစေရေးအားပြည့်ပြုပြင်ဆောင်တော့မှဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။